ဲကျွန်တော်ပေးထားတဲ့အတိုင်းပဲပေါ့နော်အကုန်လုံးပဲမွေးကနန်းလေးအောင်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ပေးနေတာကြာပြီပေါ့နော်မွေးကနန်းမိတ်ဆွေတွေမြင်မှာပေါ့နော် post မှာလည်းကျွန်တော်တင်ပေးထားပါတယ်နော်ဘလူးပဲချိန်မှာပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာကြီးလိုက်ပါနော်69နဲ့29ကမွေးကနန်းလို့ကျွန်တော်ရေးပေးထားတယ်ဒီမှာလွန်ခဲ့တဲ့တရက်ကလည်း69နဲ့29မွေးကနန်းအထူးမွေးကတော့69ကျွန်တော် ဒီရက်ကနေစပြီးတော့29ဆိုတော့မွေးကနန်းကိုကျွန်တော်စပြီးတော့ထည့်ပေးလာခြင်းဖြစ်တယ်29မွေးကနန်းဒီမှာ29မွေးကနန်းဒီမှာအပူထိုးအဲ့နေ့ကလည်းကျွန်တော်ဗီဒီယိုမှာကျွန်တော်ပြောပြတယ်နော်လုံမနက်ကလည်းကျွန်တော်ပြောပြတယ်ဒီမှာကြီးဆိုဒီညညနေဆိုရင်ဒါထပ်ပြီးတော့တော့မသိမှာဆိုတော့ကျွန်တော်ရေးပေးခဲ့တယ်ပေါ့နော်25ရက်နေ့ညနေပိုကတော့အာဒါ10ပိုင်းနဲ့ကျွန်တော်ပေးထားတယ်မဖြစ်မနေထည့်ပြီးတော့ထိုးကိုထိုးရမယ်မင်းဩကိုဒီမှာတော့ခုံကို၅ကို2ကို အဲဒါ19112381တဲ့ဆိုပြီးတော့ကျွန်တော်ဖြည့်ပေးထားတယ်။အဲ့ဒီထဲမှာမှာအထူးမင်းရောကိုကျွန်တော်၃ခွက်ပဲထပ်ပြီးတော့ထုတ်ပေးထားပါတယ်။အထူးမင်းရော၃ခွက်ကတော့မိတ်ဆွေတွေဒါမြင်ပြီးသားတည်ပြီးသားဖြစ်တဲ့အကွက်တွေပဲဖြစ်မှာပါနော်ခွန်ကိုရဲ့နှစ်ကိုရဲ့အဲကျွန်တော်ဒါဒီ6ကိုတော့ဒါမဖြစ်မနေပါနော်တပတ်လုံးစာအတွက်ဒါကျွန်တော်ဒါမွေးကနန်းဆိုပြီးကျွန်တော်ပြီးထားခြင်းဖြစ်တယ်ဗီဒီယိုတွေမှာလည်းမိတ်ဆွေတွေမြင်မှာပါနော်အဲ့တော့29ဆိုတဲ့ကနန်းကမိတ်ဆွေတွေပေါက်လိမ့်မယ်လို့ကျွန်တော်ယုံပါတယ် ဒီဒူဒီကိုမျိုး channel လေးက subscribe လုပ်ထားကြပါအောင် channel လေးကအသစ်ဖြစ်ပါတယ်နော် channel ကိုမှအသစ်စပြီးကျွန်တော်လုပ်တာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တခြားဆရာကြီးလိုမျိုးဟိုတကယ်ဒီဒီဟာကြီးကို professional အဲ့လိုမျိုးကြီးအရာကျွန်တော်လုပ်ပြီးတဲ့လူမျိုးလည်းမဟုတ်ပါဘူးဝါသနာပါတယ်အားလည်းချိန်ရနေပြီးတော့ကျွန်တော်တိတာကျွန်တော်မြင်တာကျွန်တော်တွေ့တာလေးတွေနဲ့မိတ်ဆွေတွေမှမှန်လက်ခံပြီးတော့ထိုးတာတိုင်းပေါင်းမြောက်အောင်မြင်အောင်လို့ကျွန်တော်ဒါလုပ်ပြီးချင်းဖြစ်ပါတယ်အဲ့ဒါကိုစေရနာအတိမတ် ပြုတ်လဲဆိုရင်ကျွန်တော် ဒီ channel လေးကိုတော့ subscribe လုပ်ထားပြီးတော့နီးစံ 2D 3D ကထုပ်လေးတွေမှာကျွန်တော်တင်တဲ့ video လေးတွေပုံလေးတွေကို share ပေးဖို့ကျွန်တော်ကတော့တောင်းဆိုပါတယ်เนาะအဲကျွန်တော်အဲလောလောဆယ်မှာတော့ငွေကြီးဘယ်လောက်ဘယ်လောက်ဆိုပြီးကျွန်တော်အဲ့လိုမျိုးယူပြီးတော့ကျွန်တော်မလုပ်ခဲ့ပါဘူးအရင်ကျွန်တော်လောက်တာကတော့ကြာပြီပေါ့เนาะ2000 20ဝန်းကျင်လောက်တည်းကကျွန်တော်စပြီးတော့ပြီးလာတော့ဗောနော်၄နှစ်၅နှစ်လောက်တော့ရှိပြီအရင်ကတော့အဲ Facebook တွေ Telegram channel တွေအဲ့လိုမျိုးတွေမှာကျွန်တော်လုပ်တယ် YouTube မှာကတော့ဒါအခုမှဒါအစ်စ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးစပြီးတော့ဒါ channel လေးအစ်စ်ဖွင့်ထားတာပေါ့နော်တိတ်လည်းမကြသေးပါဘူးမိတ်ဆွေတွေဒါကြောင့်မလို့ဒီနေ့မှာတော့29ဆိုတဲ့ကဏ္ဍလေးနဲ့ကျွန်တော်တို့အောင်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။မွေးကဏ္ဍလေးဖြစ်တာဖြစ်တဲ့အတွက်မိတ်ဆွေတွေထိထိမိမိရမယ်လို့ကျွန်တော်ယုံပါတယ်။24ရက်နေ့ညနေမှာလည်းကျွန်တော်6ခု2ခုမွေးကဏ္ဍလေးကျွန်တော်ပေးထားပါတယ်။25ရက်နေ့မှာလည်းမနက်ကဗူဒီယိုဒီမှာကျွန်တော်ထည့်ပြီးတော့အမြဲတမ်းပြောတယ်ဒီဒီဗူဒီယိုမှာဆိုလဲအကောင်လုံးဒါမဖြစ်မနေထိုးရမယ်ဆိုတဲ့ ဒါလေးမှာပေါ့လုံခဲ့တဲ့နိုင်ရကျွန်တော်နေနိုင်ပူလူလေးမှာကြည့်လို့ရပါတယ်နော်ကဲအဲ့တော့မနက်ဖြန်ကြာတာပြီးရောက်သွားခဲ့ပြီပေါ့နော်ကြာတာပြီးရောက်သွားပြီးကျွန်တော်ဇာတိတွေလည်းအကုန်လုံးပေါက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဇာတိဆိုလို့ကျန်နေတာဆိုလို့ကျွန်တော်တို့ဒီဒီငါးပရိတ်တခုပဲကျန်တော့တယ်ပေါ့နော်ငါးပရိတ်တခုပဲကျန်တော့တယ်ကျွန်တော်ကြာတာပြီးတောက်ကြမှာအကောင်းဆုံးနေနဲ့ညရှိအောင်ကျွန်တော်ပြောပါဦးမယ်ပတ်တိတလုံးနေနဲ့ဇာတိတလုံးနေနဲ့ကျွန်တော်ပေးပါဆိုရင်တော့၈တလုံးပဲကျွန်တော်ပေးပြစီနော်ကဲမနက်ဖြန်မှာလည်းဆက်ပြီးတော့အောက်မှာစီပေါက်ပါစီနော်